ရင်လည်းတိဆောက်လုပ်ထားတဲ့လွန်ခဲ့တဲ့နှစ်ပေါင်း4500ကျော်လောက်ထဲကအီဂျစ်ပိရမစ်တွေရဲ့လှုပ်ရချက်ကိုတင်ပြပါသလားဒီအန်အောဘွဲပိရမစ်ကြီးတွေကိုဘယ်သူအများတိဆောက်လုပ်ခဲ့တာလဲဒီနေ့မှာအီဂျစ်ပိရမစ်တွေရဲ့ထူးခြားချက်တွေကိုပြပြသွားမှာပဲဖြစ်ပါတယ်အီဂျစ်နိုင်ငံမှာပိရမစ်စုစုပေါင်း100ကျော်ရှိပြီးတော့ပိရမစ်တွေကို ဘယင်ခေဦးစနစ်နဲ့အလဲခစ်တွေမှာဆောက်လုပ်ထားတယ်။ပထမဆုံးပိရမစ်ရဲ့နာမည်ဟာဂျိုးစာပိရမစ်ပဲဖြစ်ပါတယ်။တတရဘယင်မင်းဆက်ဂျိုးစာဘယင်လက်ထက်မှာစတင်ဆောက်လုပ်ခဲ့တယ်။ဒါဆိုရင်ပိရမစ်တွေကဘယ်လိုမျိုးပေါ်ပေါက်လာလဲ။သမိုင်းပညာရှင်တွေလေ့လာတွေ့ရှိခဲ့အရာပိရမစ်တွေကိုပထမဆုံးစတင်ဆောက်လုပ်ခဲ့တဲ့သူကတော့ဂရိတ္တကပညာရှင်အေဟိုတက်ဆိုသူပဲဖြစ်ပါတယ်။ ဒါဆိုရင်အင်ဟိုတက်ကဘုသူ့အတွက်ပိရမစ်တွေကိုစောက်လုပ်ပေးခဲ့တာဖြစ်မယ်။ဖာရောဘုရင်ဂျိုးစာအတွက်ပထမဆုံးပိရမစ်ကြီးကိုအင်ဟိုတက်ကစောက်လုပ်ပေးခဲ့တယ်။အင်ဟိုတက်ကဘလိုမျိုးအကြံရရလဲဆိုတော့ကြောက်တုံးလေးကိုတစ်ခုနဲ့တစ်ခုဆင်လိုက်တဲ့အချိန်မှာအဆောက်ဦးပုံတရံတရိကံပုံတရံပေါ်လာတဲ့အကြံကိုသူရရှိခဲ့တယ်။အဲ့ဒီအကြံအတိုင်းသူကစောက်လုပ်ခဲ့တယ်။သူ့ရဲ့အကြံစီရရလက်ကတော့နောက်ဆုံးမှာဂျိုးစာဘီရဲ့လှေကားတဲ့ပိရမစ်ကြီးစတင်စောက်လုပ်ဖြစ်ခဲ့ပါတယ်။ ောက်ဆောက်လုပ်ရတဲ့ရည်ရွယ်ချက်ကတော့ဖာရိုဘီရင်နေနောက်ဆုံးမှာတည်သွားတဲ့အချိန်မှာသူတို့ရဲ့ဝိညာဉ်ဟာကောင်းကင်ကိုတက်နိုင်ဖို့အတွက် ကြီးမားတဲ့လှေကားတဲ့ပုံတံခါးနဲ့ဆောက်လုပ်ထားခြင်းပဲဖြစ်ပါတယ်။အခုလိုမျိုးအေဟိုတက်ရဲ့အကျယ်စီအောင်မြင်မှုကလည်းနောင်လာနောက်သားအီဂျစ်လူမျိုးတွေရဲ့စံပယ်ရုပ်တစ်ခုဖြစ်လာခဲ့ပါတယ်။အီဂျစ်ပီရမစ်တွေထဲမှာမှအထင်ရှားဆုံးပီရမစ်ကြီးကတော့ဂီဇာမဟာပီရမစ်ကြီးပဲဖြစ်ပါတယ်။ အဲ့ပီရမစ်ကြီးကလူသမိုင်းတစ်လျှောက်မှာအကြီးဆုံးအဆောက်အဦတစ်ခုဖြစ်နေလဲသိရတယ်။ကဘာအမွယ်ခုနှစ်ပါးထဲမှာတစ်ခုရဲ့ကျန်ရှိခဲ့တဲ့အဆောက်အဦဖြစ်နေလဲဖော်ပြထားပါတယ်။ဂီဇာပီရမစ်ကိုခူဖူပီရမစ်လို့လည်းခေါ်ကြပြီးတော့ဂီဇာဂူသင်းကြီးပီရမစ်တွေထဲမှာမှရှေ့အကျဆုံးနဲ့အကြီးမားဆုံးပီရမစ်ကြီးတစ်ခုပဲဖြစ်ပါတယ်။ဂီဇာပီရမစ်ရဲ့တည်နေရာကတော့အီဂျစ်နိုင်ငံကာရိုမြို့အစံနာမှာတည်ရှိတယ်။ပီရမစ်ကြီးကိုကြောက်တုံးပေါင်းနှစ်တန်းကျော်နေပါအသုံးပြုပြီးတော့ဆောက်လုပ်ခဲ့တယ် ကျောက်တုံးတုံးရဲ့အလေးချိန်အားဆိုလို့ရှိရင်ခမန်းရှိအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်နှစ်တန်းကနေ15တန်းကြားမှာရှိတယ်။အလို့သမားစုစုပေါင်းကလည်းခမန်းရှိအားဖြင့်ဆိုလို့ရှိရင်နှစ်ပေါင်းကနေ3ပေါင်းကြားအထက်မှာအလို့သမားတွေအများကြီးနဲ့ဒီပိရမစ်ကြီးကိုဆောက်လုပ်ထားခဲ့တယ်။ဒီပိရမစ်ကြီးကိုနှစ်ပေါင်း20ကျော်ကြာဆောက်လုပ်ခဲ့ပြီးတဲ့နောက်မှာ BC 2560မှာတော့ဆောက်လုပ်ပြီးခဲ့ပါတယ်။လူတွေဆောက်လုပ်ခဲ့တဲ့အဆောက်အဦထဲမှာအမြင့်ဆုံးအဆောက်အဦအဖြစ်နဲ့နှစ်ပေါင်း3800ကျော်ကြာအောင်ဒီအဆောက်အဦရဆိုရင်အမြင့်ဆုံးအဆောက်အဦအဖြစ်နဲ့ရပ်တည်နိုင်ခဲ့တယ်။ဂီဇာပိရမစ်ကြီးရဲ့အတွင်းထဲမှာဘုရင်အခန်းဘုရင်မအခန်းနဲ့နှုတ်ဝအခန်းပေါင်းများစွာအပြင်ကိုနှုတ်ဝလမ်းကြောင်းတွေများစွာပါရှိနေတယ်။နောက်ပိုင်းမှာပိရမစ်အတွင်းထဲမှာနှုတ်ဝအခန်းရှိနေတယ်ဆိုတဲ့အကြောင်းကိုပညာရှင်တွေကဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒီလှုပ်ဝအခန်းကိုရှိနေရဆိုတာကိုဘယ်လိုမျိုးဖော်ထုတ်နိုင်ရလဲဆိုတော့ညွန်ညွန်လို့ခေါ်တဲ့ကွန်တန်အမှုံလေးတွေကနေတစင်စတင်ပြီးတော့တည်ရှိခဲ့တာဒီလှုပ်ဝအခန်းကို2016ခုနှစ်ကမြူရုံသုတေသနပညာရှင်တွေကစပြီးတော့တည်ထားမိခဲ့ကြတယ်။ဒါဆိုရင်မြူရုံဆိုတာကရောဘာလဲမြူရုံဆိုတာကထူထပ်တဲ့နယံနေထူထပ်တဲ့ကြောက်တုံးတွေကိုဖြတ်တန်းသွားလာလို့ရတဲ့ကွန်တန်အမှုံငယ်လေးတွေပဲဖြစ်ပါတယ်။ဒီမြူရုံတွေသွားတဲ့လမ်းကြောင်းအတိုင်းလေ့လာပြီးတော့ ပညာရှင်တွေကပြည်မအတွင်းထဲမှာရှိတဲ့ဒီလှုပ်ဝအခန်းကြီးကိုတွေ့ရှိကြတာပဲဖြစ်ပါတယ်။စတဲ့တွေ့ရှိခြင်းကဒီလှုပ်ဝအခန်းကိုလှုပ်ဝလမ်းကြောင်းအဖြစ်နဲ့ဖူဆကြတယ်။ဒီမျိုးရိုးနေရဲ့တိုင်းတာတွေ့ရှိခြင်းအရာဒီဇင်းညံလမ်းရဲ့အကြောင်းကိုပို့ပြီးတော့အသေးစိတ်သိရှိလာရတယ်။လှုပ်ဝခန်းရဲ့တည်နေရာကတော့ပြည်မကြီးရဲ့မြောက်ဘက်မူမဝင်ပေါက်ရဲ့အပေါ်ဘက်နားမှာတည်ရှိပါတယ်။ လူလဝေပောက်ကတော့လူတွေလာရောက်လေ့လာလို့ရတဲ့ဝေပောက်တစ်ခုတော့မဟုတ်ပါဘူး2016ခုနှစ်မှာဂျပန်နဲ့ပြင်သစ်ပညာရှင်တွေပါဝင်တဲ့အဖွဲ့အားဒီပိရမစ်အတွင်းမှာမျိုးရုံအမုံတွေနဲ့လေ့လာမှုတွေကိုအများပြန်လုပ်ခဲ့ပါသေးတယ်2019ခုနှစ်မှာလည်းမြူးနစ်တက္ကသိုလ်ကသုတေသနအဖွဲ့အားဒီစီမံကိန်းကိုလည်းပူးပေါင်းပါဝင်လာခဲ့ပါတယ်။ဒီပိရမစ်တွေကကမ္ဘာ့ရင်ကျေးမှုအမွေအနှစ်ဖြစ်တဲ့အတွက် လေလာစူဇန်ရဲ့နေရာမှာလဲပိရမစ်ကြီးကိုထိခိုက်ပျက်စီးမှုမရှိရာပညာရှင်တွေကအထူးသတိထားပြီးတော့ဆောင်ရွက်ခဲ့ပါတယ်။ဒီလိုမျိုးလေလာမှုကြောင့်အခန်းရဲ့အကျယ်ဝန်းနဲ့ပုံတံတန်းကိုပါသိရှိလာခဲ့ပါတယ်။ပညာရှင်တွေကအခန်းအပြင်ဘက်နဲ့ရဲ့အုတ်ကြားထဲကနေအန်ဒိုစကုပ်မှန်များကိုထည့်ပြီးတော့တတိချာချာကိုလေလာကြည့်တဲ့အချိန်မှာတော့အခန်းကြီးတစ်ခုကိုတွေ့ရှိခဲ့တယ်။ဆဆာချင်းဒီအခန်းကိုတတိထားမိတော့ဟာထက် အခုလိုမျိုး scope နဲ့ undo scope ဆိုရဲမှန်ပြောင်းလို့ကြည့်လိုက်တဲ့အခါမှာတော့အခန်းကြီးကတော်တော်ကြီးကိုကြံဝန်းနေတာကိုလည်းသိခဲ့ရပါတယ်။ဒီလောက်အခန်းကြီးကလူအများအပြားဝင်ရောက်လို့ရတဲ့အထီတောင်တော်တော်လေးကိုကြံဝန်းပါတယ်။အခန်းရဲ့အလျားအားဆိုလို့ရှိရင်9မီတာခန့်ရှည်ရဲလို့အစားခံမှန်းထားခဲ့တယ်။ဒီလိုမျိုး undo scope မှန်ပြောင်းကင်မရာနဲ့ကြည့်လိုက်တဲ့အချိန်မှာတော့9မီတာထက်မကရှည်ပြီးတော့ကြံဝန်းနေတာကိုလည်းတွေ့ရပါတယ်။ဒီလောက်အခန်းကြီးကို မစီစတင်တိစောက်ခဲ့တဲ့လုံခဲ့တဲ့နှစ်ပေါင်း4500နေယနေ့အချိန်ထိလူအဝင်အထွက်လုံးဝမရှိခဲ့တဲ့အခန်းကြီးလိုလဲယူဆကြတယ်။ဒီလုံးဝခန်းကြီးရဲ့အတွင်းထဲမှာလဲတရိတံပေါ်အမိုးတစ်ခုလဲရှိနေပါသေးတယ်။အခုလိုမျိုးလှုပ်ဝက်အခန်းကြီးကိုစောက်ရတဲ့ရည်ရွယ်ချက်ကိုတော့ဘယ်သူမှတိတိကျကျနဲ့မဖော်ပြနိုင်သေးပါဘူး။ဒီလှုပ်ဝက်စင်းကြံလမ်းကြီးအဆုံးကမှာဘာတွေရှိသွားမလဲဆိုတာကိုလဲသူတေသနာပညာရှင်တွေကအခုထိရှာဖွေတွေ့ရှိခဲ့သေးပါဘူး။ ဒါပေမဲ့အီဂျင်ရှင်းအောင်ကြီးဂျေးမူဌာနကအခုတက်အစတရာလောက်ပုံကောင်းမွန်တဲ့အန်ဒိုစကုပ်ကိုအသုံးပြုပြီးတော့ဒီလှုပ်ဝက်စင်းကြံလမ်းကြီးအဆုံးတက်မှာဘာတွေရှိသွားမလဲဆိုတာကိုပေါ်ထုတ်မယ်ဆိုတဲ့အကြောင်းကိုလည်းကြေညာခဲ့ပါတယ်။ဒါဆိုလှုပ်ဝက်စင်းကြံမှုတွေနဲ့ပြည့်နေတဲ့ပိရမစ်တွေထဲမှာလှုပ်ဝက်အခန်းတွေကိုဘာယူချက်နဲ့မျှတိစောက်ထားရများဖြစ်မလဲ။သူတို့ရဲ့အဓိကယူရချက်ကရောဘာများဖြစ်မလဲ။ဒီလှုပ်ဝက်ခန်းရဲ့အဆုံးတက်မှာ မရီတွက်နိုင်တဲ့ရနာပေါင်းများစွာရှိနေမှာလားဒါမှမဟုတ်ဖာရိုဘီယန်ရဲ့လှုပ်ရွှတ်ချက်တွေများရှိနေမှာလားပိတ်သက်ကြီးရဲ့ထင်မြင်ရှားချက်ကိုလည်းကောင်းမွန်မှာဝင်ရောက်ဆွေးနွေးခဲ့ပါအောင်ဒီကြောင်းအလေးကိုစိတ်ဝင်စားလို့ကြိုင်းနေတတ်တယ်ဆိုလို့ရှိရင် Marriage Channel လေးကို Like and Subscribe လေးလုပ်သွားပေးကြပါအောင်ဒီလိုအစနေဆုံးဒီတိရှိနေတဲ့ပိတ်သက်ကြီးကိုစစ်စစ်ထုတ်ပေးနေရှိပါတယ်မအားတော့ influencer နေချီပါ